s y ရဲ့ s m a r t ရောက်ပြီလားခါမှာကျွန်တော်နေနဲ့ပြောပြရတဲ့အတွက် voice season ပြင်းနေကျွန်တော်ရေးရပေါ်လေခေါ်တော့ဘာသူကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုပြောပြောကြားပြောတယ်ကျွန်တော်တို့ရခိုင်နယ်ဟာအစုအဖွဲ့ပတ်ရတာ ဝါသနာထုံးတယ်သူတည်းနဲ့ကျွန်တော်တို့ကတော့ဒီတွင်ကရောက်ပါလေအိတ်တော့မကြသေးဘူးဒီတော့ကျွန်တော်တို့ဒီတွင်မှာဆိုရင်လည်းအဲရအပင်အပင်ရွာအပင်ညိုနယ်အပင်စသဖြင့်စသဖြင့်ကျွန်တော်တို့အပင်ဖွဲ့ဖွဲ့ကြတာတွေကများပါတယ်သောတရားအကြောင်းအရာတစ်ခုပေါ်လာတိုင်းကိုကျွန်တော်တို့ကစုဖွဲ့မှုပြုကြပါတယ် ဒီတော့ဒီနေ့ဒီညမှာပြောချင်တာကအဲကျွန်တော်တို့ဟာစုစည်းမှုလိုလားရယ်ဆိုတဲ့အတိုင်းကကျွန်တော်တို့ရင်ထဲမှာကျွန်တော်တို့သွေးကြီးထဲမှာစည်းဝင်နေတယ်ပေါ့။အဲ့ဒါလေးကိုပြောချင်ပါတယ်။နောက်အဆက်ထဲမှာဒီအခုဒီတိုင်းပြည်ထောင်ဆိုင်ရာကြောင်သားနေလူတွေများဒီအဖွဲ့ ြစ်လာဖို့ကတော့ကျွန်တော်တို့ဒါဖြစ်ဆက်ချင်းเนาะဒီမိုကရေစီအရေးတော်ပုံနဲ့ဆက်ဆက်တယ်ကိုပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအသေးခွဲရဲ့ပထမဦးဆုံးတော့ဥပ္ပထဖြစ်တဲ့ကိုခံရကြောကျွန်တော်တို့ကတော့ကိုစောတန်းလို့ပဲသိခဲ့တယ်။ဘာဖြစ်လဲဆိုတော့သူဟာကျွန်တော်တို့ရဲ့ဖြစ်ဆက်ချင်းတော့လာရဲ့အမျိုးသားသမဂ္ဂမှာ နော်ကျွန်တော်တို့စုဖွဲ့ခဲ့တဲ့အဖွဲ့အစည်းတစ်ခုပါပေါ့ဗျအဲဒီတော့လည်းဒီလိုရေပေါ်တရားဝင်နေပါမထက်တယ်အဲ့ဒီအဖွဲ့အစည်းကပဲနေပြီးတော့နော်ချိတ်ဆက်ရှင်းအာနာတဲပြီးတော့မနေနိုင်တဲ့အခါနော်ကျွန်တော်တို့သောတန်ရေးနယ်ကိုရွှေ့သွားတဲ့အထက်မှာဟိုသောတန်ရဲ့အမှုပါဝင်ဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်နေနဲ့ နေရာမှာဒီနေ့ဒီနေရာမှာအမှတ်ရတယ်လို့ပြောချက်ပါတယ်နောက်တစ်ချက်တည်းမှာကျွန်တော်ရခိုင်ပြည်မှာနော်ဒါရခိုင်အတန်းခွန်းရတဲ့ပတ်တယ်လို့ရခိုင်ပြည်မှာကျွန်တော်တို့ညုံတယ်နေရီရဲ့အဖြစ်ဝင်နေထားဒီဒေသန္တရအရာတော်ကတော့နိုင်ငံရေးရအာတန်တဲ့နေရီရှိတယ်အဲ့ဒီအဲမှာမှာနော်ဒီကိုစောတန်းဟာ ေတ္တောမြို့နဲ့တားပါတယ်ယေတ္တောဆိုရဲဆောလကဘုရားကြားတော့ပြတ်သွားတယ်ကျွန်တော်တို့ဒီရခိုင်နိုင်ငံရေးတော်လှန်ရေးမှာယေတ္တောသားတွေကတော်တော်များများဒီနိုင်ငံရေးဥဆောင်အဖွဲ့ခံပါပါခဲ့တဲ့သမိုင်းအစဉ်လာလည်းရှိတယ်เนาะဒါလည်းနောင်လာနောက်သားတွေကျွန်တော်တို့လူငယ်တွေတက်ပါတယ်ဆိုတော့မမှတ်သားလို့ရအောင်ကျွန်တော်သိတဲ့ပါတယ်အမှတ်ရပြန်ပြောချင်ပါတယ်နောက်ကဆက်တယ်မှာ ကျွန်တော်တို့တွေဟာရောက်တဲ့နေရာမှာအစုပတ်ပတ်ကြတယ်ညာသာအပြင်လူမှုရေးဘာသာရေးအသင်းလောက်ပဲဖွဲ့ကြတယ်နိုင်ငံရေးကိုဇောင်းပေးတဲ့အဖွဲ့အစည်းဟာအင်မတန်ရှားပါတယ်နော်ရန်ကုန်မြို့မှာကျွန်တော်တို့မြန်မာနိုင်ငံရို့တော့ရန်ကုန်မှာအသင်းဖွဲ့ပေါင်းရခိုင်အသင်းဖွဲ့ပေါင်းညာနဲ့ရှိရှိတော်တယ်နိုင်ငံရေးအသင်းဖွဲ့နေတယ်မရှိပါဘူး နိုင်ငံရေးပါတီတွေကလွယ်တယ်နော်အဲ့ဒီလိုအနေထားမျိုးမှာနော်ကျွန်တော်တို့ခြားခြားပေါ့ပေါ့ပြောပါနိုင်ငံရေးနဲ့တော်နိုင်ရေးကိုဆက်ဆက်ပြီးတော့စုဖွဲ့ထားတဲ့အဖွဲ့အစည်းနဲ့ဆိုတဲ့တန်းရှိအဖွဲ့အစည်းနဲ့ကျွန်တော်တို့ကတော့ဒီပြည်ပလုံးဆိုင်ရာကျောင်းသားနဲ့လူငယ်များနော် ASYC ကိုကျွန်တော်တို့ကတော့အထူးအလေးထား ကျွန်တော်တို့တန်ဖိုးထားကြောင်းကိုလည်းကျွန်တော်နေပြပြောချင်ပါတယ်။အင်မတန်ရှားပါတယ်။တမယာကပြောရင်ရခိုင်ကျောင်းသားလူငယ်အဖွဲ့အစည်းနဲ့တက်တန်းရှိအဖွဲ့လို့ပြောရင်လည်းမပါပါဘူး။နောက်သူတို့ကတော့ရှောက်နေပြီးတော့ကျွန်တော်တို့သူတို့ရပြီးဖို့အတွက်ဒီဒီအောက်လုံမှန်မျိုးပေါ့လုံးလာရပါတယ်တော့ရှောက်ပါတယ်အင်မတန်ခက်ခဲခက်ခဲနဲ့သူတို့ရုပ်ကန်ရတယ်သူတို့ရဲဘော်တွေပေးဆပ်ရတယ် ကျွန်တော်တို့မြန်မာနိုင်ငံရေးရခိုင်နိုင်ငံရေးအတွက်သူတို့ပေးဆပ်ထားတဲ့ရင်းနှီးနဲ့အမတားကြီးရဲ့ဆိုတဲ့အားကိုလည်းဒီနေ့ဒီနေရာမှာပြတော်အပြီးမှတော့ရှင်းပါတယ်။နောက်သူတို့ဟာရခိုင်ပြည်ကျွန်တော်တို့ရခိုင်ပြည်အတွက်နော်ဒီရခိုင်မျိုးသားရေးနိုင်ငံရေးအတွက်ဘူဝါဒတွေချမှတ်ဖို့အတွက်လည်းသူတို့အားခဲပြီးတော့လုပ်ခဲ့တဲ့ဒီလက္ခဏာတွေလည်းမနှဲပါဘူး။အလုံးယုံဆင်းနေပါရဲ့အများကြီးပါပဲ။ ကျောင်းသားလူငယ်အရေးအမြစ်တွေကိုလည်းတောက်လျှောက်ပြီးတော့ဝေးပြီးနော်ဘုလိုပြုစုရဲ့သင်တန်းတွေပေးတယ်နော်ခြေဓာတ်တွေတောက်လျှောက်ဝေးတယ်ဒါတွေဟာလည်းကျွန်တော်တို့ရခိုင်ပြည်ပြောဆိုရင်တော်တော်လေးအားအားရဖို့ကောင်းပါတယ်နိုင်ငံရေးသမားတယောက်အနေနဲ့ပြောရမယ်ဆိုရင်အဲ့လိုတို့ကျွန်တော်လူငယ်အားရပါတယ်နောက်တစ်ဆက်ရမှနေပြီးတော့ကျွန်တော်တို့ဒီနေ့ဒီချိန်မှာရခိုင်နိုင်ငံရေးဟာလည်းနိုင်ငံရေးတော်လှန်ရေးဟာလည်းအင်မတန်ရှေ့ကိုရောက်နေတယ် နော်ဒီရက်ပိုင်းဒီလပိုင်းတွဲမှာဘုရားနေပြီးတော့ကျွန်တော်တို့ရခိုင်ပြည်မှာဒီအခုလည်းတက်ွက်ရဖြစ်နေတယ်ပြည်ပြတ်သွားနိုင်တဲ့အနေထားမျိုးရောက်နေတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကတော့နိုင်ငံရေးတော်နိုင်ရေးအရက်နော်ကျွန်တော်တို့အဲအားဒီသစုတစည်းတည်းဖြစ်ဖို့အတွက်ညီညွတ်ရေးကိုလည်းတိဆောက်သွားစေချင်ပါတယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီနေ့အတူ ပြောကြလိုပါတယ်။ဆက်ဆက်ထဲမှာကျွန်တော် AID ရဲ့ပေးမှုရဲ့တာဝန်တော်ပါကျွန်တော်ဒီနေရာနေဖတ်တော့ဖြစ်ပါတယ်။ပြည့်စုံတယ်မှာ။ရခိုင်ပြည်တော်ဆိုင်ရာအကြောင်းသားနှင့်လူငယ်များအစီအရော AAS 1CE ပြန်စမအချိန်မြောက်မိလာခံတို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် AAD မှပေးပို့သည့်တောင်းပါ ယခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနဲ့လူငယ်များအစီရော ASYC ဒီယခိုင်ကျောင်းသားလူငယ်များကိုအခြေပြုယူဖွဲ့စည်းထားပြီးအတန်းချေဆော့နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်တယ်အမျိုးသားတန်းလူရေးကိုပိုင်ပြတ်မှုနဲ့ကိုချမကိုဖန်တီးခွင့်ရရှိရေးအမျိုးသမီးများမျိုးနွယ်လူဖန်တီးတန်းရဲတန်းလူငယ်များအပါဝင်လူခွင့်ရနဲ့ပြည်တွင်းငင်းချမ်းရေးလူသားချင်း စာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို အဖွဲ့အစည်းစတင်ပြုံစဉ်ကလေးကယခုအချိန်ထိအခက်အခဲပေါင်းများစွာကိုရင်ဆိုင်အတုလျက်ရှာမထားသည့်ညီမဆက်များကို အောင်မြင်မှုရရှိသည့်တောင်ဒစိမ့်မမလုပ်ကံဆောင်ရွက်နေသည့်အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်ယခိုင်ဒီအတွက်လိုအပ်သောဥပဒေမူဝါဒများကိုရေးသွင်းခြင်းနှင့် လူငယ်များကျောင်းသားများကိုစူးစီးစီရောက်နိုင်ပြီးခေါင်းဆောင်များအဖြစ်ရွေးရွေးထုတ်ပေးနိုင်ပြီးအဖွဲ့အစည်းတစ်ခုတည်းဖြစ်သည်သို့ပါသောသို့ပါသောကြောင့်အင်ဂျီလာခံမှရှာမလဲသည့်ဆုံးဖြတ်ချက်များနှင့်မူဝါဒများသည်ရခိုင်အမျိုးသားနှင့်ညီညွတ်ရေးအကျိုးကိုဖြစ်ရှု၍ရခိုင်ပြည်သည့်တီထောင်ရေးနှင့်ထူထောင်မှုလုပ်ငန်းများလုပ်ဆောင်ရပါ အခြားသောမိုက်ဖက်တော်လာရင်အာဇညာနဲ့လက်တွဲပူပေါင်းတာအောင်မြင်မှုရရှိနိုင်အောင်လှုပ်ဆောင်ပေးနိုင်သည့်အာတယဖြစ်ပါစေကြောင်းဆန္ဒပြုလျက်ဤတော်လာကိုပြဖို့အပ်ပါယခိုင်ဒီမိုကရေစီပေါ်ကျော်ပြည်ရဲ့ဒီ2025ဒေါ်လာပြည်အားလုံးကိုကျေးဇူးတင်ပါတယ်